အဟိုကမ္ဘောဒါးနဲ့ထိုင်းနဲ့ဆစ်ဖြစ်နေတဲ့ကိစ္စမှာအဲထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေအဆအသာရရသတိထားရမှာဖြစ်ပါတယ်နော်အဲ့ဒါကြောင့်မို့ like and share လေးလုပ်ပေးပါအဲ့ဒီကိစ္စဟောပြီးမှာဖြစ်ပါတယ်နော်ဒီကာလကတော့ပြောမှဆိုလို့ရှိရင်ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေကအဆအရရကြယူဆက်ရမှာနော်ဒီချိန်မှာမင်းအောင်လိုင်းကလည်းရုပ်မအောင်မှာနော်မင်းအောင်လိုင်းကလည်းရုပ်မအောင်မှာဖြစ်ပါတယ်အဲ့ဒါလည်းကြောင့်မူလာပြောပြပေးတာနော်ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေမှန်တယ်ဆိုရင်ဒီ like ကို share ပေးပါ ဒီအောက်ကအခုမှအစ်စ်ဆိုတော့ဆရာမဒီက live လွှင်တာဆပါဆလွှင်တာဆိုတော့မသိဘူးပေါ့နော်အဲအကြောင်းမို့ share ခိုင်းတာရှင်နော်ထိုင်းနိုင်ငံရောက်နေတဲ့မြန်မာနိုင်ငံသားတွေဆိုလို့ရှိရင်ဒီချိန်မှာအရေးကြီးတဲ့ကာလဖြစ်ပါတယ်အေးဆေးဆေးနေမှရမှာပါရှင်နော်ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေကောင်းသူကဲမကောင်းသူပယ်မှာရှင်နော်တချို့တွေပြဿနာတက်ဖို့ဟာရှိပါတယ်နော်အဲအဲ့လိုဘလို့လူမျိုးတွေလဲဆိုမိုက်ရိုင်းတဲ့လူတွေပေါ့နော်ဟာဆရာမလုံးနဲ့တို့တို့ကဆရာကြီးနော်ဆရာကြီးရေမကြခင်မှာပြုတ်ပြုတ်ပြုံးမှာနော်အဲ့ဒါအဲ့ဒါကြောင့်မလို့ တချို့ကောင်းကောင်းမွန်မွန်လောက်ကင်စားတဲ့လူတွေဆ iam မတို့မြန်မာနိုင်ငံသားတွေဟုတ်လားဆ iam အမြဲတမ်းမြန်မာနိုင်ငံသားတာနဲ့ရှေ့ဖြစ်မဲ့ဟာမြန်မာနိုင်ငံသားတွေနဲ့ပတ်သက်တာရှေ့ဖြစ်မဲ့ဟာဆိုကြိုဟောတယ်ဆ iam ဟောတာကိုလက်ခံတယ်ဆ iam ဟောတာမှန်တယ်ဆ iam ကိုယုံကြည်တယ်ဆိုမှဆ iam ဟိုအဲ့ဒီယုံကြည်တဲ့လူတွေအတွက်ပဲဟောပြီးမှဖြစ်တယ်ပေါ့နော်မယုံတဲ့လူတွေကတော့ကိုယ်ကံနဲ့ကိုယ်ပဲသွားမှာဖြစ်တယ်နော်ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားမှန်တယ်ဆိုမင်္ဂလာပါရှင့် ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားမှန်တယ်ဆိုဒီချိန်မှာကိုကအေးစစေးနေရပါမယ်ထိုင်းနဲ့ကမ်ဘောဒီးယားနဲ့ဆစ်ဖြစ်နေတဲ့ကိစ္စကကြာမှာလားဆိုတော့အချိန်တိုင်းတာတစ်ခုထီအောင်တော့ရှိမယ်ဒါမဲ့တအားကြီးတော့မကြဘူးပေါ့နော်တအားကြီးတော့မကြဘူးဒါပေမဲ့ဘလောက်လဲဆိုတော့ဆရာမမပြောပေးဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်နိုင်ငံကိစ္စမဟုတ်ဘူးသူများနိုင်ငံရဲ့ကိစ္စဖြစ်တယ်ဒါပေမဲ့ဆရာမဘာလို့လာပြောတာလဲဆိုတော့ကိုယ်နိုင်ငံသားတချို့ဆရာကြီးတွေကိုယ့်ဘာကိုနေပါ မနေလို့ရှိရင်အခုကမ်ဘောဒီးယားနဲ့ထိုင်းနဲ့ဆစ်ဖြစ်နေတဲ့နေရာမှာထိုင်းကမျက်စိစပူးမွေးစူးပြီးတော့အဲပေါ့နော်ဒီတချို့မြန်မာတွေပေါ့နော်တချို့မြန်မာတွေဒုက္ခရောက်ဖို့ရှိပါတယ်။နောက်မင်းအောင်လန်ရလည်းရွေးကောက်ပွဲနီးတာဖြစ်တဲ့အတွက်ထိုင်းနဲ့ပေါင်းပြီးတော့ရုပ်မအောင်မှာဖြစ်ပါတယ်เนาะအဲ့ဒါကြောင့်မလို့လာပြောပြတာလာပြီးသတိပေးတာဖြစ်ပါတယ်ကိုကထိုင်းနိုင်ငံမှာနေတယ်ဆရာမဆရာမခေါ်တာတွေယုံနေပေါ့เนาะယုံတဲ့လူအတွက်ပဲမယုံတဲ့လူကတော့တည်ခြင်းတဲ့နေရာမှာတည်เนาะ မယုံတဲ့လူတွေကတော့ဆရာမပြောထားပြီးသားတည်ခြင်းတဲ့နေရာမှာတည်ဆရာမနဲ့မဆိုင်ဘူးเนาะယုံတဲ့လူတွေအတွက်ဆရာမဒီလိုက်ကိုခေါ်ပေးတာဖြစ်တယ်ယုံတဲ့သူတွေဒါဝင်ကြည့်သွားမယုံတဲ့လူကဘလော့သွားเนาะဘာဖြစ်လို့လဲဆိုကြတော့အခုဆိုယူမနေဘူးဘာဖြစ်လို့တည်ခြင်းဆုံးနဲ့တည်မဲ့လူတွေကိုဆရာမစကားလုပ်ပြီးတော့မပြောဘူးเนาะကိုကိုမြန်မာနိုင်ငံသားချင်းဆိုပေမဲ့လည်းဆရာမလက်တော်မှအရှိတူမညီဘူးနော်ဟုတ်တယ်เนาะဆရာမလက်ငါးချောင်းတော်မှအရှိတူမညီဘူးအဲ့တော့မြန်မာနိုင်ငံသားချင်းပေမဲ့စိတ်ကောင်းတဲ့လူရှိတယ်စိတ်မကောင်းတဲ့လူရှိတယ် လူကြီးကကောင်းတာကောင်းစေခြင်းလို့ကောင်းချောင်းပြောလို့ရှင်လူ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 နားလဲတဲ့လူကရှိတယ်လူလူနားမလဲတဲ့လူကရှိတယ်ဟုတ်လားအဲ့တော့အဆရာမဟောပြမိပါညာလဲဆိုအဲ့အဲ့လိုအကောင်နေဆိုငါအကောင်ထမဝင်မလာခဲ့နဲ့လက်မခံဘူးဆရာမအခုပြောပြတာမိကောင်းဖခင်သားသမီးတွေဟုတ်လားအန်တရဖြစ်မှာစိတ်ပူနေတဲ့ထိုင်းနဲ့မြန်မာနိုင်ငံသားတွေအတွက်ပဲဆရာမပြောပြတာဟိုကိုကကိုဆရာကြီးရတော့တည်ခြင်းတဲ့နေရာမှာတည်ဆရာမလည်းစိတ်ဝင်စားဘူးเนาะမကြခင်လဲအဲ့ဒီအဲ့ဒီဆရာကြီးတွေကထိုင်းနိုင်ငံကနေမှာ မကြခင်ပျောက်ကွယ်တော့မှာဖြစ်တယ်เนาะထိုင်းနိုင်ငံမှာဆရာကြီးတို့ဟုတ်လားအဲမာဖီးယားတို့ကမကြခင်ပျောက်ကွယ်တော့မှာဖြစ်တယ်เนาะအဲ့ဒါကြောင့်မလို့เนาะအဲ့တော့じゃတော့ကောင်းကောင်းမွန်မွန်ဘာလို့လာပြောလဲဆိုကောင်းကောင်းမွန်မွန်သူများနိုင်ငံမှာကွယ်ဆရာမတို့မြန်မာနိုင်ငံသားတွေအလုပ်လာလုပ်ရတဲ့ရှိတယ်အလုပ်ကလွဲပြီးတော့သူတို့ပြောမယ်ပါမယ်ဟုတ်လားမိသားစုကိုထောက်ပံ့မယ်အဲ့ဒါလွယ်ဘာမှစိတ်ဝင်စားတဲ့တကယ်ရိုးရိုးသားသားကလေးတွေရှိတယ်အဲ့ဒီကလေးတွေကိုအန်တရကင်းစေခြင်းလို့လာပြောပြပေးတာเนาะအဲ့ကြောင့်မို့ဒီရှေ့လျှောက်မှာပတ်စံ ဒီနေ့ရဆရာမဒီနေ့ဆိုရင်9ရက်9ရက်နေ့6လပိုင်းရစပြီးပတ်စံကိုတအားမသုံးပါနဲ့မိမိရဲ့အိမ်မှာပေါ့နော်အိမ်တွင်းစားဖို့ဆန်စီစားလေးတွေပေါ့နော်အဲ့ဒီလိုမျိုးလိုလိုမယ်မယ်လေးတွေဝယ်ထားပါနော်အဲဘာလို့တချို့ဟာတွေကကြသူများနိုင်ငံကိစ္စပြောလို့မရအောင်ဆရာမလာပြောတာကိုယ့်နိုင်ငံသားတွေကြားတဲ့နေရာတွေမှာပဲလို့ကြားစားညံမှာဆိုလို့လာပြောတာနော်ပဲလို့ကြားကိုစားညက်ဖို့ရှိတယ်ထိုင်းနဲ့ကမ်ဘောဒီးယားစစ်ဖြစ်နေတဲ့ကိစ္စမှာမြန်မာနိုင်ငံသားတချို့ကပဲလော်ကြားကိုစားညက်မှာဖြစ်တယ် အဲ့ဒီပဲတော်ကြားတဲ့စားညံ့မဲ့ထဲမှာကိုယ်တွေမပါဘူးလာပြောပြတာလာသတိပေးတာဖြစ်တယ်နော်ဆရာမပြောတာကိုယုံတဲ့လူအတွက်တာဆရာမဟောပြတာဖြစ်တယ်မယုံတဲ့လူကအိမ်တုံးကဲကြိုက်တာလို့နော်ဆရာမလည်းခယူးမဆိုင်ပါဘူးနော်အဲ့တော့ကြတော့အဆအဆရရသတိထားရမှာဖြစ်တယ်ဒီထိုင်းနဲ့ကမ္ဘောဒီးယားဆစ်ဖြစ်နေတဲ့ကိစ္စမှာတအားကြီးတအားကြီးစိုးရင်ရလားဆိုတော့တို့မြန်မာနိုင်ငံလောက်မြန်မာနိုင်ငံမှာဆစ်ဖြစ်နေတဲ့၄-၅နှစ်လောက်တော့မကြောက်ဘူးเนาะအဲအချိန်တိုင်းတာတစ်ခုတော့ရှိလိမ့်မယ် နော်မကြခင်တော့အဆင်ပြေသွားမယ်ဒါပေမဲ့အဲ့ဒီထိုင်းနဲ့ထိုင်းနဲ့ကမ်ဘောဒီးယားဆစ်ဖြစ်နေတဲ့ကိစ္စမှာတချို့မြန်မာနိုင်ငံသားတွေပဲလော်ကြတော့ပဲလော်ကြအောင်စားညက်မှရှိတယ်နော်အဲ့အရာတွေကြောင့်မလို့ဆီယမလူကောင်းတို့မထိစေခြင်းလို့ဆီယမရဲ့ဆီယမဒီထိုင်းနဲ့မှာလာနေတဲ့မြန်မာနိုင်ငံသားမှန်တယ်ဆိုကိုယ့်ရဲ့ကိုယ့်နိုင်ငံသားတွေမလို့အားလုံးကိုအန်တရာယ်ကင်းစေခြင်းတာပဲတချို့ကကြတော့အနေမတက်အထိုင်မတက်ဟုတ်တော့မလားသူများဆီယမကြိုသိလို့ပြောပေးတယ်ဆိုရင်နားထောင်ရတော်သေးရဲ့နားမထောင်လို့ကိုယ့်ကိုပြောတယ်ဆိုဆီယမလည်းမခံနိုင်ဘူး เนาะအဲဆီယာမစကားကိုဆီယာမကြိုဟောတာကိုယုံတဲ့လူအတွက်ပဲဒီ like ကလေးကလွှင့်ပေးတာဖြစ်တယ်တကယ်လဲအန်တရဲ့ကြုံရောက်ကြုံမှာဖြစ်တယ်ပဲလော်ချောင်းစားတေချာပေါက်ညက်ကိုညက်မှာကမ်ဘောဒီးယားနဲ့ထိုင်းနဲ့ဆစ်ဖြစ်နေတဲ့ကိစ္စမှာတချို့မြန်မာတွေပဲလော်ချောင်းစားညက်မှာအဲ့ဒီစားညက်အောင်လို့လဲမင်းအောင်လိုင်းရဲ့မင်းအောင်လိုင်းရဲ့လောက်ကွက်ကလည်းလာအောင်မှာအဲ့ဒါကြောင့်မို့လို့လာလာတတိပေးတာเนาะပုံမလင်းလင်းပြောရဲဆိုရင်သူများနိုင်ငံမှာလာနေရတာဟုတ်လားကိုအလုတ်ကလေးနဲ့ကိုလုတ်ပြီးအေးအေးဆေးဆေးနေခြင်းညားတဲ့လူတွေကြည်ရပဲလေဟုတ်လား အဲ့တော့ကြတော့ကိုကဘာလို့နေရမလဲဆိုအလုတ်သွားပြီးလို့ရှိရင်ကိုအခန်းထဲမှာပဲကိုနေသူတို့ကလာပြောလို့ရှိရင်တော့မသိကြအောင်ဆောင်နော်ကမ်ဘောဒီးယားဂျာတော့လည်းမဝင်နဲ့ထိုင်းဂျာတော့လည်းမဝင်နဲ့ကိုကအလဲမာနေပြီးမသိကြအောင်ဆောင်ကိုအလုတ်ကလေးကိုလို့ကိုထမင်းကိုစားပြီးကိုကကိုအခန်းတကားကိုပိတ်နေအဲအေးမကြည့်လို့ရှိရင်အပြစ်မထွက်နဲ့အခုကမ်ဘောဒီးယားနဲ့ထိုင်းနဲ့စစ်ဖြစ်လို့ရှိရင်မြန်ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတချို့ကပဲလော်ဂျာကိုစားညက်အောင်မှာပဲလော်ဂျာကိုစားညက်မှာဘလို့ညက်မှာလဲဆိုမင်းအွန်လိုင်းတံတောင်းစားရဲ့ရုပ်မှမှုကလည်းပါအောင်မှာ เนาะအဲ့တော့အထိုင်းမှာရှိတဲ့တချို့ကလည်းဟိုမြန်မာတို့ကြည့်မရတဲ့တချို့ကလည်းရှိနေတာဖြစ်တဲ့အတွက်တေချာပေါက်ချားညံ့မှာအဲ့ဒါကြောင့်မို့ဆရာမလူကောင်းလေးတွေထိမှာဆိုလို့ပေါ့နော်ဆရာမအန်တရဖြစ်တော့မယ်ဆိုဆရာမမြဲတဲ့ကြိုဟောတယ်အဲအဲ့ဒီဆရာမကိုယုံကြည်တဲ့လူတွေရှိတယ်เนาะအဲ့ဒီကလေးတွေထိမှာဆိုလို့လာပြောပြပေးတာเนาะဒီရှေ့လျှောက်ကိုပဲတော်ကြောက်စားညံ့မဲ့ထဲမှာကိုမပါဖို့လာပြောပြပေးတာเนาะတချို့ကပြောတယ်အသက်ကိုညံဆောင်နေတဲ့အသက်ကို အသက်ကိုဗာလဲကိုဘကိုစောင့်နေတယ်မဟုတ်ဘူးအသက်ကိုညံစောင့်တာနော်ကိုညံနဲ့ကိုဘကိုစဉ်းစားရမှာဒီအချိန်မှာသူတို့ဖြစ်နေတဲ့အချိန်မှာမတိကြအောင်စောင့်ဒီထိုင်းနိုင်ငံအတွင်းထဲမှာလဲကမ်ဘောဒီးယားတချို့ဟာရှိတယ်အလုံးလုံးနေတဲ့ထဲမှာလဲရှိတယ်အဲ့ဒီထဲမှာကိုကပဲလော်ကြောင်စားမညက်စီနဲ့နော်ကိုကထိုင်းနေရကိုတို့ဖိတယ်ဆိုပြီးတော့သွားပြီးတော့ကိုကကမ်ဘောဒီးယားနဲ့သွားပြီးပေါင်းတာမျိုးတို့မြှောက်ပေးတာမျိုးတို့စကားသွားပြောတာမျိုးတို့မလုံနဲ့မတိကြအောင်စောင့်နေနော်ဆရာမကြိုပြောတယ်နော်မတိကြအောင်စောင့်နေပါ မသိချင်အောင်မဆောင်မင်းနဲ့ကိုကသွားပြီးဂျားဝင်မယ်ဆိုရင်ပဲလော်ဂျားကိုစားညက်မှာဖြစ်တယ်နော်ပဲလော်ဂျားကိုစားညက်လို့ရှိရင်ကိုကမင်းအောင်လိုင်းရှီကိုလည်းပြန်လို့မရဘူးဒီနိုင်ငံကလည်းနောက်ထပ်နေလို့မရဘူးကိုမှအဲ့ဒီလိုဖြစ်မယ်အဲ့ဒီအတွက်ကိုဆရာမလာပြောပြပြီးတာတချို့ကတချို့ကနိုင်ငံရေးနားမလဲဘူးနိုင်ငံရေးနားမလဲဘူးနိုင်ငံရေးနားမလဲမယ်နဲ့တချို့ကြလဲကိုယ်နိုင်ငံသားထိရဲဆိုလို့ရှိရင်မခံနိုင်ဘူးလေမြန်မာနိုင်ငံသားတွေကမျိုးချစ်စိတ်ရှိတယ် မြန်မာနိုင်ငံသားတွေကအဲ့ဒါတခုတော့မျိုးချင်းစိတ်ရှိတယ်ကိုယ်နိုင်ငံသားကိုထိပြီးဆိုလူဆိုးဖြစ်ဖြစ်လူကောင်းဖြစ်ဖြစ်မခံမခံတော့ဘာဖြစ်လဲဆိုတော့ပြက်တနာအကြောင်းရင်းကိုကိုယ်ကအမှန်တိုင်းမသိဘဲနဲ့မခံလို့ဝင်ပါလိုက်ရင်ပဲလော်ကြောက်ကိုတအုပ်ကြီးတအုပ်ကြီးပဲလော်ကြောက်ကိုစားညံ့မှာဆိုလို့လာတိပေးတာဒီရှေးလျှောက်မှာကိုကသူတို့ဟာသူတို့ဖြစ်နေတဲ့ကိစ္စမှာကိုဝင်မပါနဲ့မသိချင်အောင်ဆောင်ပါကိုအလိုကိုလိုကိုထမင်းကိုစားကိုဘကိုအခန်းတကာပိတ်နေမလိုအပ်လို့ရှိရင်ညဘက်ကိုလုံးဝအပြင်းမထွက်ပါနဲ့နော် အဘာဖြစ်လို့ဘာဖြစ်လို့ပြောတာလဲဆိုဆရာလောက်တာမဟုတ်ဘူးဆရာမအန်တရဖြစ်မှာဆိုလို့လာပြောပြတာတော်တော်များများတော်တော်များများဒီစစ်ဖြစ်နေတဲ့ကိစ္စမှာပဲလော်ကြအောင်စားညံ့မှာအခုဟာအချိန်ကအချိန်ကြိုက်ဖြစ်နေတယ်အခုဟာ6လပိုင်းနော်6လပိုင်းမင်းအောင်လန်လည်းမြန်မာနိုင်ငံမြန်မာနိုင်ငံကိုမြန်မာနိုင်ငံကိုဒီထိုင်းမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုပြန်လာစည်းကျင်နေတာမင်းအောင်လန်ရဲ့အကွက်ကလည်းရှိတယ်မင်းအောင်လန်လည်းအချိန်ကြိုက်ရုပ်မှာမှာဖြစ်တယ်နော် အဲ့ဒါကြောင့်မလို့ဆီယမပဲလော်ကြားကိုစားညံ့မှာဆိုလို့လာပြောပြပေးတာကိုနိုင်ငံသားကိုချစ်လို့လာပြောပြတာเนาะပဲလော်ကြားကိုစားညံ့မခံပါနဲ့เนาะကိုကထိုင်းမှာနေတယ်ဆိုလို့ရှိရင်ထိုင်းကကိုဘောကောင်းတည်ဖြစ်စေမကောင်းတည်ဖြစ်စေဘာပဲဖြစ်ဖြစ်သူ့နိုင်ငံမှာကိုကလာခုံခိုလုံနေရတာဖြစ်တဲ့အတွက်သူမျက်စိစပွင့်မွေးမစူအောင်နေလိုက်เนาะအဲ့ဒီလိုနေခိုင်းတာဆီယမခေါင်းငုပ်ပြီးတော့အရှုံးပေးခိုင်းတာမဟုတ်ဘူးဒီချိန်မှာကိုရီးယားဒီလိုပဲနေရမှာလीကိုနိုင်ငံမှာအုပ်ချုပ်တဲ့သံတောင်းစားမှာမကောင်းတာဟုတ်လား ဘယ်နေရာသွားသွားမြန်မာနဲ့ဘယ်နေရာသွားသွားမြန်မာနိုင်ငံသားဆိုရင်မျက်နှာငယ်နေရပြီဟုတ်လားဆီယမတို့ဘယ်ကူချိန်မှာမြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံရောက်နေတဲ့မြန်မာနိုင်ငံသားတွေဘယ်နေရာသွားသွားမျက်နှာငယ်ရတယ်နော်ဘာပြောလို့လဲဆိုတော့ကိုယ်နိုင်ငံမှာအာဏာလုထားတဲ့ဒီသံတောင်းစားမင်းအောင်လည်းလုံးဝမကောင်းဘူးမကောင်းတော့ကြတော့မြန်မာနိုင်ငံသားတွေကမျက်နှာငယ်ရတယ်ထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားမှမဟုတ်တခြားနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအကုန်လုံးမျက်နှာငယ်နေရတယ်နော်အဲ့တော့ကြတော့ဒီချိန်မှာ မျက်နာငယ်ရလို့ငါတို့ကထိုင်းမှာမနေမနေဘူးလားဆိုတော့ဆရာမတို့မှသွားစရာမရှိဘူးဟုတ်လားဆရာမတို့မြန်မာနိုင်ငံမပြောင်းခြင်းဘူးလေမင်းအွန်လိုင်းသတောင်းစားရှိမပြောင်းခြင်းဘူးမပြောင်းခြင်းတော့ကြဆရာမတို့မျက်နာငယ်ငယ်နဲ့နော်နေရလေဒီထိုင်းမှာကုတ်ကက်ပြီးနေရမှာဖြစ်တယ်နော်အဲ့ဒါကြောင့်မလို့ပဲလော်ချာကိုစားညက်မှာဆိုလို့ဆရာမလာပြောပြတာနော်ဒီအောက်တန်းစားသတောင်းသတောင်းစားကိုငါဘလို့လာအောင်မသွားနော်အဲ့လိုကြတော့ ပဲလော်ကြောင်ကိုစားညက်မှာဆိုလို့ဆရာမလာပြောပြတာမသိကြအောင်ဆောင်နေမင်းအောင်လန်းတေချာပေါက်အကွက်ကြကြမင်းအောင်လန်းရုပ်မှာမှာနော်ထိုင်းနဲ့ကမ်ဘောဒီးယားဆစ်ဖြစ်နေတာသူတို့လက်ကွက်တွေနဲ့သူတို့ကသူတို့ပြီးသွားလိမ့်မယ်ကိုနဲ့မဆိုင်ဘူးမသိကြအောင်ဆောင်နေထိုင်းနဲ့ကမ်ဘောဒီးယားဆစ်ဖြစ်နေတာကိုနဲ့မဆိုင်ဘူးမသိကြအောင်ဆောင်နေသူတို့လက်ကွက်တွေနဲ့သူတို့ကသူပြီးသွားလိမ့်မယ်ကိုကပဲလော်ကြောင်ကိုစားညက်မခံနဲ့အဲ့ဒီထိုင်းနဲ့ကမ်ဘောဒီးယားဆစ်ဖြစ်နေတဲ့ကိစ္စမှာအဲ့ဒီမင်းအောင်လန်းရဲ့မင်းအောင်လန်းရဲ့အကွက်တွေကရောက်လာမှာ ိုက်ကြလို့ရှိရင်ပဲလော်ကြကိုကိုမြန်မာနိုင်ငံသားတွေစားစားညက်သွားမယ်။အဲ့ဒီအကွက်ကိုမိမာဆိုလို့ဆရာမလာပြောတာ။နော်။အဲ့ဒါကြောင့်မို့အဆဆရရသတိထားပါ။အခုချိန်မှာဆိုလို့ရှိရင်တော်တော်မျက်စိစပွန်မွေးသူတို့ကလည်းစူးနေတာဖြစ်တဲ့အတွက်ကိုမအာမတန်တော့မန်ရှော့ဆိုတဲ့ဘောမန်တော့ရှော့စရာတော့မလိုဘူးပေါ့နော်ဒီချိန်မှာကိုရီးယားမျက်နှာငငယ်နဲ့နေရတဲ့အချိန်မှာဘယ်လိုပဲဖြစ်သူတို့မျက်စိစပူမွေးမဆူအောင်ခဏတစ်ဖြုံနေလိုက်ကြပါလို့နော်ဆီယာမလည်း ိုနိုင်ငံသားတွေဆိုလို့ရှိရင်ဘယ်နေရာရောက်ရောက်ခေါင်းမော့ရင်မော့ရင်ခေါင်းမော့ရင်ကော့ပဲနေစေချင်တာเนาะဒါပဲဆိုလို့ရှိရင်ဘယ်နေရာရောက်ရောက်ခေါင်းမော့ရင်မော့ရင်ခေါင်းမော့ရင်ကော့ပဲနေစေချင်တာเนาะဒါပဲဆိုလို့ရှိရင်ဘယ်နေရာရောက်ရောက်ခေါင်းမော့ရင်မော့ရင်ခေါင်းမော့ရင်ကော့ပဲနေစေချင်တာเนาะဒါပဲမဲ့အဲ့ဒီတော့ကိုနဲ့မဆိုင်တဲ့ကိစ္စမှာမသိချင်အောင်ဆောင်းပြီးဒီချိန်မှာဒီချိန်မှာဘယ်လိုပြောမလဲနောက်ကိုနောက်ကိုခြိလန်းတလန်းလေးဆုပ်ပြီးတော့နေလိုက် နောက်ကိုခြိလန်းတလန်းလေးပဲစုပ်ပြီးတော့နေလိုက်ကိုအလုံးရှိရင်ကိုလုံးမယ်အခန်းထဲမှာနေမယ်ညဘက်တွေအပြင်မထွက်နဲ့နော်နေဆက်မှာနေတဲ့လူဆို ပို့ပြီးသတိထားရမယ်နော်နောက်တစ်ခုကဒီအဲ့ဒီမှာအကွက်လာမှာဒီမင်းအောင်လိုင်းစစ်တပ်ကဆင်းလွတ်ထားတဲ့ SP စာဖာတွေကထိုက်မှာရှိတယ်ရှိတော့ကြတော့ဒီကမ်ဘောဒီးယားရဲ့နဲ့သွားလုံးမယ်လုံးပြီးစကားတွေပါပြီးပြောမယ်အဲ့ဒီမှာကိုရီးယားလည်းကိုမြန်မာတွေလည်းဟာငါတို့မြန်မာထိမရဘူးဆိုကိုမြန်မာတွေမြန်မာတွေမှာအဲ့ဒီအချင်းရှိတယ်မျိုးချင်းစိတ်နော် အဲ့ဒီအကျင့်ကမျိုးချစ်စိတ်မကောင်းတဲ့အကျင့်မဟုတ်ဘူးကိုယ့်မြမတယောက်ထိမခံဘူးမခံတော့ဒီမှာသွားပြီးပြဿနာရှာမဲ့လူကလူကောင်းမဟုတ်ဘူးเนาะမင်းအောင်လိုင်းစစ်ခွေးရဲ့အကောင့်ဆိုလို့ရှိရင်ကိုယ်ကပဲလော်ချောင်းစားညက်သွားမယ်အဲ့ဒီအကွက်တွေလာမှာအဲ့ဒါကြောင့်မို့လုံးဝသတိထားပြဿနာတစ်ခုဖြစ်ပြီဆိုရင်အဲ့ပြဿနာဘာကြောင့်ဖြစ်တာလဲအရင်ဆုံးကြည့်အစဆုံးကြည့်ကြည့်ပြီးတော့မှရုပ်ရုပ်တဲတဲဖြစ်ဒါမျိုးဆိုရင်ရုပ်ရုပ်တဲတဲဝင်မပါနဲ့เนาะရုပ်ရုပ်တဲတဲဝင်မပါနဲ့သူများနိုင်ငံကိစ္စကိုကိစ္စမဟုတ်ဘူးเนาะ ကိုနိုင်ငံမှာတောင်မှပြောမယ်ဆိုလို့ရှိရင်ကိုနိုင်ငံမှာတောင်မှကိုနိုင်ငံတောင်မှစစ်ဖြစ်နေရ၄၅နှစ်ဖြစ်နေပြီသူများနိုင်ငံမှာစစ်ဖြစ်တာခဏလေးသူတို့ရှင်းတတ်တယ်သူတို့သူတို့ရှင်းတတ်သူတို့ရှင်းတို့ရှင်းတဲ့ဓာရီဒီမှာเนาะတချို့ကြတော့เนาะအောက်တန်းစားတွေဘလော့မဟဲ့ကြက်တီတုံလုံးကဖတ်ပြီးမပြောချင်တော့အဲ့တော့ကြတော့เนาะဘာဖြစ်လဲဆိုတော့ဆီယမအထိမှာဆိုလို့လာပြောတာပတ်စံ ပတ်စံလုံးဝမတုံးနဲ့နော်ဒီရက်တွင်မှာဒီရက်တွင်မှာပတ်စံလုံးဝမတုံးနဲ့ပတ်စံစုထားနော်မလိုအပ်ဖက်နဲ့ပတ်စံမတုံးပါနဲ့ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေအခု6လပိုင်းရစပြီးတော့6 8 9 9လပိုင်းထိ3လအတွင်းဆရာမကြိုဟောပြီနော်ကိုမြန်မာနိုင်ငံသားတို့ယုံတဲ့လူတွေပဲမယုံတဲ့လူကတော့အိုင်တုံးပဲကြိုက်တာလို့နော်ပြီးတော့မှဆရာမမတနာဘူးမပြောနဲ့6 8 9ဒီ6လပိုင်းရအောင်စမယ်နော်9လပိုင်းထိ မြန်မာထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေပတ်စာကိုမလိုရင်မသုံးနဲ့စုထားအရေးကြောင့်ဆိုကိုစံစီစားဝယ်စားလို့ရအောင်လို့နော်ဒီထိုင်းနဲ့မြန်မာထိုင်းနဲ့ကမ္ဘောဒီးယားနဲ့ဆစ်ဖြစ်နေတဲ့ကိစ္စကိုမသိကြအောင်ဆောင်တော့ကြိုးပြောထားပြီနော်ဝင်မပါနဲ့ကိုကိစ္စမဟုတ်ဘဲနဲ့စကားတွေပါရဲ့အဲ့သွားပြီးမပြောနဲ့ရှုပ်ရှုပ်သွားမလုပ်နဲ့ကိုအလုပ်ကိုလုပ်မယ်ကိုကိုအိမ်ထဲမှာကိုနေမယ်အခန်းတကားပိတ်ပြီးတော့နေအခန်းတကားပိတ်ပြီးတော့နေနော် နောက်တစ်ခုက6လပိုင်းကစပြီး9လပိုင်း10လပိုင်း9လပိုင်းအထိကိုနော်6 9ကိုလုံးဝပတ်စံမလိုဘဲနဲ့မသုံးနဲ့ပတ်စံလက်ထက်မှာစုထားထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေတို့ပြောတာနော်အရေးကြောင်ဆိုရင်ကိုယ့်လက်ထဲပတ်စံရှိမှမရှိရင်ကိုယ်ပဲဒုက္ခရောက်မှာကိုယ်ဒုက္ခရရင်ကိုယ့်ကိုဘယ်သူမှမကယ်ဘူးဆရာမစေတနာနဲ့လာပြောတာထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေ3လ6 9 8 9နော်အခု6လပိုင်းကစမယ် 6လပိုင်း9လပိုင်း10လပိုင်း9လပိုင်းအထိနော်အဲ့ဒါအဲ့ဒီလတွေမှာပတ်စံစုထားပါမလိုအပ်ဖက်နဲ့ပတ်စံလုံးဝမသုံးပါနဲ့အရေးကြောင်းဆိုရင်ရေကြီးတာလည်းဖြစ်နိုင်တယ်တဘာဝဘေးလည်းဖြစ်နိုင်တယ်တခြားဘေးတခြားဘေးအန္တရာယ်လည်းဖြစ်နိုင်တယ်အဲ့ကြောင်ရင်ကိုယ့်လက်ထက်မှာပတ်စံမရှိရင်ကိုယ်မှာသုံးစရာမရှိဘူးကိုယ်ဒုက္ခရောက်မှာဆိုလို့ဆရာမကြိုပြောပြတာနော်ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်တီးသက်နော်ဒါဒီလိုက်ကထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်တီးသက်ထိုင်းရောက်နေတဲ့မြန်မာနိုင်ငံသားတွေအခု6လပိုင်းရစပြီ6 9လပိုင်းထိ4လပေါ့နော်အေး4လပေါ့6လပိုင်း9လပိုင်း10လပိုင်း9လပိုင်းထိကိုပတ်စံပတ်စံကိုလူတာထက်ပိုပြီးမသုံးမနဲ့စုထားအရေးကြောင်ဆိုရင်ကိုယ့်လက်ထက်မှာပတ်စံမရှိမှဆိုလို့နော်အမှန်တမ်းရတော့ဆန်စီစားပေါ့နော်ဆန်စီစားစားစရာအဓိကပါပဲစားစရာလေးတေချာဝယ်ထားပြီးနော် ငါလေးဒီလိုက်မှလေးဆဲတာရီဒီရှင်းလျှောက်ကငါဆဲတာရီပြူတာရီလုံးမမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ငါအဋ္ဌထံလဲဝင်ရတော့မှာနော်နင်တို့လိုအောက်တန်းစားတို့ငါဖက်ပြီးတော့ပြောမှာမဟုတ်ဘူးဘာဖြစ်ဆိုနင်တို့လိုအောက်တန်းစားတွေအတွက်ငါရဲ့ငါရဲ့ဂုံတိတ်ခါလဲအကြခံမှာမဟုတ်ဘူးဘလော့တာပဲခံရမှာနော်အဲ့တော့ကြတော့ကိုရီးယားထိုင်းနိုင်ငံမှာထိုင်းနိုင်မြန်မာနိုင်ငံသားတို့ဆရာမပြောချင်တယ်နော်ဒီစကားပြောလို့ဆရာမကိုစိတ်မဆိုးနဲ့ကိုကကိုနိုင်ငံမှာနေလို့မရလို့ထိုင်းနိုင်ငံမှာကိုကလာခိုးလုံးခိုးလုံးပြီးတော့နေတာဟုတ်လား နော်အဲ့ဒါကြောင့်မလို့ထိုင်းကထိုင်းကကိုယ့်ရဲ့ကျေးဇူးရှင်ပဲအဲ့ဒါကြောင့်မလို့ဒီချိန်မှာဘာမှကိုကမသိချင်အောင်ဆောင်နော်မသိချင်အောင်ဆောင်နော်ဆရာမအဲ့ဒါအဲ့ဒါပြောနေတယ်ဆိုတာဘာကြောင့်ပြောတာလဲဆိုတော့အရေးကြီးလို့ပြောနေတာနော်ဆရာမမြကြခင်ကပြောပြီးကိုယ့်နိုင်ငံသားကြောင့်ပြောပြီးဆိုရင်အလကားမပြောဘူးအရေးကြီးလို့ပြောနေတာပဲလို့ကြောင့်စားညံ့မှာဆိုလို့နော်ကိုနိုင်ငံကိုပြန်လို့မရဘူးဒီချိန်မှာသူတို့ကခိုလုံခွင့်ပေးထားတာဖြစ်တယ်သူတို့ကကိုယ့်ရဲ့ကျေးဇူးရှင်ဖြစ်တယ် သူတို့ရှင်းရှင်းပြောရရင်ထိုင်းနိုင်ငံသားတွေရဲ့မျက်စိစမှုမွေးစုအောင်မနေနဲ့ထိုင်းနိုင်ငံသားတွေရဲ့မျက်စိစမှုမွေးစုအောင်ကိုရီးယားမနေနဲ့နော်ဟိုဘာဖြစ်လို့လဲဆိုတော့ဆီယမပြောဒီလောက်ပြောရင်သဘောပေါက်မှထင်တယ်နော်တချို့ကလည်းတော်တော်ဆီယမဘလို့ဘလောက်ထိပြောပြမှန်းကိုမသိတော့ဘူးဆီယမဒီလောက်ပြောရင်သဘောပေါက်မှာနော်ဘာဖြစ်ဆိုကြတာမင်းအောင်လိုင်းရဲ့ရုံမှမှုကအဆက်မပြတ်လာမှာထိုင်းနိုင်ငံကနေရှိနေတဲ့မြန်မာနိုင်ငံသားတွေအားလုံးကိုမင်းအောင်လိုင်းမြန်မာပြည်ကိုပြန်ရောက်စေချင်တာ ဘလို့နီးနဲ့ရောက်ရောက်ဘလို့နီးနဲ့ရောက်ရောက်မင်းအောင်နိုင်ကထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားအလုံးကိုအခု6လပိုင်းမကြော်ပဲနဲ့မြန်မာပြည်ကိုပြန်ရောက်စေချင်တာအဲ့ဒါမင်းအောင်နိုင်ရဲ့အကြံပဲဆရာမပြောတာသဘောပေါက်လားနော်ထိုင်းနဲ့ထိုင်းနဲ့ကမ်ဘောဒီးယားစစ်ဖြစ်တချို့ဆိုလဲပစ္စည်းတွေပြောင်းပြေးရတယ်အဲဟိုဟာတွေဖြစ်နေပြီးတတ်တတ်မအားထောင်းနေတာเนาะပစ္စည်းတွေပြောင်းပြေးနေရပြီးဟိုဖြစ်နေတာအဲ့ဒါတွေတွားပြီးယုံနေနဲ့เนาะ နိုင်ငံရေးမှာနိုင်ငံတနိုင်ငံမှာလှဲ့ကွက်ဆိုတာရှိတယ်။နိုင်ငံရေးစကားတဲ့နေရာမှာလက်မဲရေးဆိုတာလည်းရှိတယ်။เนาะဒါတို့ပြောပြလို့ရှိရင်လည်းဆရာမလည်းမပြောတော့ဘူးเนาะအအများကြီးမပြောပြချင်ဘူး။နိုင်ငံတိုင်းမှာလှဲ့ကွက်ရှိတယ်။နိုင်ငံတိုင်းမှာလက်မဲရေးရှိတယ်။เนาะနိုင်ငံရေးရနိုင်ငံတနိုင်ငံရဲ့နိုင်ငံရေးရအင်မတန်ရှုပ်ွေးတဲ့မလွယ်ဘူး။အဲ့တော့じゃတော့ကိုကမသိချင်အောင်ဆောင်နေ။ သဘောပေါက်လားမသိဘူးနော်ဆီယမထင်တာမမှားဘူးဆိုလို့ရှင်ဒါအတမှန်ရိုးကြမဟုတ်ဘူးနော်ပောက်ခေါ်ကြီးနဲ့ပောက်ခေါ်ကြီးနဲ့ဘာကြီးနဲ့ညာကြီးနဲ့ပါပါနေလောက်တယ်ဒီဇယ်လန်းထဲမှာနော်အဲ့ဒါကြောင့်မလို့ဒါပေမဲ့တဘာဝဘေးရရှိနေတယ်တဘာဝဘေးရရှိနေတာဖြစ်တဲ့အတွက်ပတ်စံကိုပတ်စံကိုမလိုအပ်ရင်မသုံးနဲ့ကိုတခုခုဖြစ်တဲ့ဆိုကိုသုံးလို့ရအောင်လို့ခြံထားနော်နောက်ဟိုဖလန်းဆောင် ဟိုခဏခဏပြူကြနေတဲ့သဒါလေးခဏခဏပြူကြနေဖနန်းဆောင်သဒါလားဆ ्याम မမေ့နေမန့်ပြီးခဏခဏဟိုမှာသဒါကြီးစောက်တာလေးမပြူပြူပြူကြတယ်ဆိုတာဘာသဒါလဲအဲ့ဒီသဒါနာမည်မန့်ပေးပါဦးဒီမန့်မှာနော်တိရလူကမန့်ပြီးထိုင်းရောက်တဲ့မြန်မာနိုင်ငံသားကြီးဆိုတိရဆ ्याम မမေ့ပြောမဲ့ကြပါဇက်ဖျားတဲ့မေ့နေရအဲ့ဒီသဒါကိုအဲ့ဒီသဒါကြောင့်လည်းပြောစရာရှိတယ်နော်အဲ့ဒီတရာနောက်ထပ်ဘယ်ဘယ်နှကြိမ်ထပ်ပြီးတော့ဒီနေ့ထဲမှာအေး ဖလန်းဆောင်သတားမှန်လို့လားဒီနေ့ထဲမှာအဲ့ဒီအဲ့ဒီဟိုမွေမေတော်ကြီးကျင်းစာတိုက်တယ်ဆိုတဲ့နေရာလေးအေးအဲ့ဒါဖလန်းဆောင်သတားလားအေးအဲ့ဒါအဲ့ဒီဟာဒီနေ့ထဲမှာဘယ်နဲ့ကျင်းဘယ်နဲ့ကျင်းပြုံးအောင်မလဲဆိုတာဆရာမဟောပြုံးအောင်မနော်ကြိုတိထားပြီးသားဖြစ်တယ်ကြိုတိထားတာပြီးခဲ့တဲ့9လပိုင်းမကုန်ခင်တုန်းကရင်တိထားတာဖြစ်တယ်ဒါပေမဲ့ဆရာမမအားဘူးဒီရက်တွင်ဆရာမလိုက်တော့မလို့နိုင်မအားလို့အဲ့ဒီဖလန်းဆောင်မှာလုံးလုံးနေတဲ့လူတွေသတိထားရမယ်အခုဟာ6လပိုင်း 6လပိုင်းဆို12လပိုင်းမကုန်ခင်မှာဖလန်းဆောင်သရာကျိုးမှာဖြစ်တယ်เนาะအဲအဲ့ဒါဘယ်နဲ့ကျင်းကျိုးမလဲဆိုတာကိုဆီယမမနေ့ဖြန်လိုက်ကြရင်ပြန်လွှင့်ပေးမယ်เนาะဘာဖြစ်လို့အဲ့ဒီဟာကိုဆီယမပြောပြတာလဲဆိုမြန်မာနိုင်ငံသားတွေဖြစ်မှာဆိုလို့ပြောပြတာเนาะဆီယမတော့ကိုယ်နိုင်ငံသားပဲကိုချစ်တာဟိုသူများနိုင်ငံသားလဲ ဟိုအန်တီအကင်းစီချင်ပါတယ်ဒါပေမဲ့ကိုတိတာကိုနိုင်ငံသားယူပဲကိုတိတယ်လေအမ်အဲ့ဒီမှာလောက်တယ်ဆိုကိုနိုင်ငံသားတွေပဲခဏခဏတည်နေတာဆိုတော့ဆီယမတီထိုင်းရောက်တာတနစ်ရှိပြီဆီယမလည်းကြားတာနှစ်ခါသုံးခါလောက်ရှိပြီလေအဲ့ဒီသရားပြိုကြတယ်ဆီယမတို့နိုင်ငံသားတွေတည်တယ်လေနော်အဲ့ဒါအခုလဲဒီ6လပိုင်းထဲမှာနှစ်ကြိမ်ပြိုဦးမှာနော်ဒီ6လပိုင်းနောက်ထပ်တကူက6လပိုင်း7လပိုင်းမကုန်ခင်မှာအဲ့ဒီ plan ဆောင်တရားနောက်ထပ်ပြူဖို့ရှိသေးတယ်เนาะ အဲ့ဒါကိုဟောပေးမှာဖြစ်ပါတယ်เนาะမနေ့ဖြန်လိုက်ကြလို့ရှိရင်မနေ့ဖြန်ကြရင်ဆီယာမဒီလိုက်မှာပြန်တွေ့မယ်အခုလိုက်လို့ရတဲ့အကြောင်းရင်းကထိုင်းနဲ့ကမ္ဘောဒီးယားဆစ်ဖြစ်နေတဲ့ကိစ္စမှာတချို့မြန်မာနိုင်ငံသားတွေเนาะတချို့မြန်မာနိုင်ငံသားတွေမသိရအောင်ဆောင်မှာပဲလော်ကြားကိုစားညက်ဖို့ကိစ္စရှိတယ်ပဲလော်ကြားကိုစားညက်ဖို့ကိစ္စရှိတယ်เนาะနောက်ဒီမှာထိုင်းနိုင်ငံမှာတချို့တော်တော်များများတော်တော်များများ